သွေးတိုးရဲလို့ဆိုလို့ရှိရင်တော့လိုကဒီလိုမျိုးလုံးမစားနဲ့တော်တော်ချိုပြီးတော့စိတ်တယ်ဒီနေ့ကတော့ဖျိုးကခလေးတွေအကြိုက်တွေ့စင်မဲ့ငပြောသည့်ကျုပ်ပူတင်လေးလှူစားပြမလို့ပါဖျိုးဘလို့လို့အဆုံးမကြည့်ပေးတာပါအောင်ရှင်အလုံးမင်းလာပါရှင်ဖြိုရဲ့ page ကနေပြန်လဲကြိုးစားလိုက်ပါရယ်ငပြောသည့်ကျုပ်ဥပတင်လို့ဖို့အတွက်လိုအပ်တာကတော့ငပြောသည့်ရဲ့တကြားရဲ့နွားနို့ကျုပ်ဥနဲ့ဂျုံမဲလိုအပ်ပါတယ်အရင်ဆုံးဖြိုးကငပြောသည့်လေးတွေကိုအခွန်ခွာလိုက်ပါမယ် ခွာပြီးသားငပြောသီးလေးတွေကိုဖြူပါအခုလိုလေးအဝိုင်းလေးပုံစံလေးလှီးပြလိုက်ပါမယ်။ကဲအခုဆိုလို့ရှိရင်တော့ဖြူရဲ့လှီးထားတဲ့ငပြောသီးလေးတွေရသွားပါပြီ။အရင်ဆုံးဖြူကလေပူတင်ဖုံးမဲ့ဒဲထဲမှာထည့်ဖို့အတွက်တကြားရည်လေးကြိုမာပေါ့နော်။တကြားတူးလေးလှုပ်ဖို့အတွက်ကကြတော့စိတ်ရှိရှိလေးနဲ့လေအခုလိုရည်လေးနဲ့နဲ့ထည့်ပြီးတော့လှုပ်ပြရမယ်နော်။ကဲအခုဆိုလို့ရှိရင်တကြားလေးတွေရပြီဆိုတော့ဖြူတို့ပူတင်ဖုံးမဲ့ခွက်ထည့်ကိုထည့်ပြလိုက်ပါမယ်။ ကဲဒါဆိုလို့ရှိရင်တော့ဖြိုးတို့စလောက်လို့ရပါပြီငပြောသီးကိုဖြိုးကလေတကြားတူးနဲ့လေးနဲ့လေအနံ့လေးမှွေးခြင်းလို့ငပြောသီးကိုတကြားနဲ့ရောပြီးတော့ယိုထိုးပေးပါမယ်အကယ်၍ကွာစိတ်မရှိဘူးဆိုလို့ရှိရင်တော့တကြားနဲ့ငပြောသီးနဲ့ကိုဆက်နဲ့တစ်ခါရဲ့ကြိတ်လိုက်လို့ရတာပေါ့နော်အဖြိုးကတော့အနံ့လေးမှွေးခြင်းလို့လေအခုလို့တကြားနဲ့ငပြောသီးလေးနဲ့ကိုယိုလေးထိုးပေးလိုက်ပါတယ်ကဲမှွေးမှွေးနဲ့အခုလိုအနေထားရပြီဆိုလို့ရှိရင်တော့ဖြိုးတို့ဒါစပြီးတော့ပူတင်းဖောက်ဖို့အရသာဆက်လို့ရပြီပေါ့နော် ။မပြောသေးလေးတွေအေးသွားအောင်လို့နွားနှုတ်တပူကိုထည့်လိုက်ပါတယ်။ပြီးရင်တော့နွားနှုတ်နဲ့ငပြောသေးလေးနဲ့ကိုနှံ့အောင်မှွေလိုက်မယ်။ပြီးရင်တော့ဖြိုးတို့အရသာဆဆက်ပါတော့မယ်။ကြံနဲ့နွားနှုတ်တပူပါထပ်ဖောက်ထည့်လိုက်တယ်။ပြီးရင်တော့ကြက်ဥထည့်မယ်။ကြက်ဥကဖြိုးနှလုံးထည့်လိုက်ပါတယ်။ပြီးရင်တော့ဘတ်ဆုံ၃ဂျုံလေးကိုတော့စတိစွန်းနဲ့နှစ်စွန်းထည့်တာပါတယ်။ ပြီးရင်သူတို့ကိုနှောင့်လို့မှွေပေးလိုက်ပါမယ်။အဖြူကမီးပြတ်နေတော့လေဒါဆက်နဲ့မကြိတ်တော့ဘဲနဲ့ဒီခလောက်လိုက်တာပေါ့နော်။အကယ်၍စိတ်ဆက်နဲ့ကြိတ်လို့ရတယ်ဆိုပို့ပြီးတော့ဆားလို့ကောင်းတယ်တီလာဒီအရေးတွေအကုန်လုံးကိုကြိတ်ဆက်တယ်ထည့်ပြီးတော့အရေးလေးဖြစ်တဲ့အထိကိုကြိတ်ပေးလိုက်ပေါ့နော်။ကဲပြီးရင်တော့ဖြူကခုနကတကြားခဲထည့်ထားတဲ့ခွက်ထဲကိုလောင်းထည့်ပြလိုက်ပါတယ်။ကဲပြီးရင်အပွားနေပြီးတော့ပလတ်စတစ်လေးနဲ့အုပ်ပြလိုက်ပါမယ်။ပလတ်စတစ်မရှိဘူးဆိုရင်ပုဂံလေးနဲ့အုပ်လည်းရတယ်နော်။ကဲပြီးရင်တော့ဖြူတို့အနည်းဆုံး10နိုင်လောက်ပေါင်းပေးရပါမယ်။ ချိုးက45မိနစ်လောက်ပေါင်းမိတဲ့အချိန်မှာဒါလေးနဲ့ထူကြည့်တော့မုတ်တာလေးတွေမကတ်နေဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီနေထားနဲ့ပဲဖြိုးစားလိုက်ပါတော့မယ်။အဲခုဆိုလို့ရှိရင်တော့ဖြိုးလက်ရာငပြောသီးပူတင်ကိတ်လေးရသွားပါပြီ။စားပါတော့မယ်။ဝါးရှယ်ပဲ။မကြည့်အောင်ဖြိုးကြကြားကြီးကိုမြများလောက်ထားတော့လေအဲ့လိုလေအေးရွှေရွှေလေးဖြစ်တာပေါ့နော်။ကဲလှိပါတော့မယ်အနံ့တော့မှုန်းနေ။ဝါး นี่เกหลีบิบิสรอดประกันนี้ได้แท้เลยมั้ยจ้ะကဲဂူဆိုလို့ရှင်တော့ဖြိုးရဲ့ငပြောဒီကြက်ဥပူတင်လေးရသွားပါပြီဖြိုးလေးပေါင်းတဲ့ချင်ကနည်းနည်းနှဲသွားတော့လေနည်းနည်းလေးမှပြော့ချင်အတွက်ဒါပေမဲ့စားကြည့်လိုက်မယ်နော်အရသာလေး ားကြပါအောင်ရှင်။ချိုစိတ်ပြီးတော့လေဗစက်ထမပျော်ဝင်သွားတာကောင်းလိုက်တာငါပျော်သေးရဲ့အချိုရဲ့ကြောက်ဥရဲ့အစိတ်ရဲ့နွားနို့ရဲ့အစိတ်ရဲ့နော်အိုးမိုက်လိုက်တာ음သွေးတိုးတယ်လို့ဆိုလို့ရှင်တော့လောကဒီလိုမျိုးလုံးမစားနဲ့တော်တော်ချိုပြီးတော့စိတ်တယ်

တုံနဲ့တဲ့အီပဲอืมโชเซ่ပြီးတော့မှုေးွားတာပဲကဲနောက်မှဆက်ဆံအဲ့ဒါလောလောပြီးချင်း နည်းနည်းပဲအေးအေးခံပြီးတော့စားလိုက်တာပေါ့နော်အမှန်တော့သူ့ကိုအရင်ကတည်းကထဲမှာလေအဲ2နိုင်3နိုင်လောက်အချိန်ပေးထားလာလို့ရှိရင်တင်းတင်းလေးနဲ့ပို့ပြီးတော့စားကောင်းလည်သေးတာဖြိုးစီမှာတော့ထုံးစံနဲ့နေတက်နေကိုမီးမလာပါဘူးမီးမလာတော့ဖြိုးလည်းရေခဲတည်းကထဲမထဲတော့ပဲနဲ့ဒီတိုင်းစားပြလိုက်တော့ပေါ့နော်ဒီခုဖြိုးစားပြတော့နည်းနည်းလေးပြော့အောင်နော်ပေါ့နော်ပြီးသွားမှတင်းတင်းလေးစားချင်လို့မီးပဲချိန်တာမှမသိမီးလာတဲ့အချိန်ကိုစောက်ပြီးတော့ဆက်ပြီးတော့စားလိုက်ပါဦးမယ်ရှင်ကဲဖြိုးရဲ့ဖူလီထဲမှာကလေးလေးရှိရဲဆိုလို့ရှိရင်မေမေကလေးလေးကိုဒီမိုးလေးလှုပ်ကြည့်နော် အရင်ဆောင်ကောက်ပါတယ်။ကဲနောက်တော့ကြာလို့ရှိရင်ဖြိုဘိုင်ချက်ပြပြီးဘိုင်စားပြအောင်လို့ဆိုတာဆက်မှတ်ကြည့်ရပါအောင်ရှင်။တက်တာ။